သူဟာအသက်16နှစ်ပဲရှိသေးပေမဲ့သူတို့သမီးဖြစ်သွားရပါတော့တယ်။မထင်မှတ်တာပဲမင်္ဂလာဦးညမှာပဲခင်မုန်းဖြစ်သူကသူ့ကိုမီနီရကော်မှာရောင်းစားလိုက်ပါတယ်။မမဆာဟာသူမကိုဆွဲဆောင်မှုရှိတဲ့နှုတ်ခမ်းကြီးခြေတပီးခဲ့ပါတယ်။ရှောင်းအောင်နေမှာကြောက်တာကြောင့်သူ့ပါဇက်ထဲကိုအဝိစထိုးထဲပါတော့တယ်။အဲနောက်သူ့နှာခေါင်းကိုနှာခေါင်းပေါက်အစိမ့်လက်လက်ဖောက်လိုက်တဲ့အခါမှာတော့သူ့ရဲ့ချက်ချင်းစီကြလာပေမဲ့ကောင်မလေးမှာတော့ပြန်မခုခံနိုင်ခဲ့ပါဘူး။ဒါဟာလေအိန္ဒိယမှာသူဟာအင်တာဗျူးပြီးသားမိန်းကလေးတယောက်ရဲ့အမှတ်အသားပဲဖြစ်ပါတယ်။ ဒါပေမဲ့မီနီရက်ကွက်မှာတော့ဖောက်တဲ့ကိုလက်ခံလိုက်ရပြီဖြစ်ကြောင်းဆိုလိုချင်တာပဲဖြစ်ပါတယ်။အဲဒီညမှာပဲမမဆန်ဟာယောက်ျားလေးတယောက်ကိုခေါ်လာခဲ့တာကြောင့်ကောင်မလေးဟာလည်းကြောင်းလန့်ကတကိုယ်လုံးတော်ရင်နေခဲ့ပြီးသူ့ကိုလွတ်ပေးဖို့ဦးလေးကြီးကိုတောင်းဆိုနေခဲ့ပေမဲ့ဒီလိုနေရာမျိုးမှာတော့စိတ်သဘောထားကောင်းတဲ့လူမရှိသလောက်ပါပဲ။သူဟာသေးတောင်းနာမခံချင်တာကြောင့်ဘိုးတော်ကိုကိုက်လိုက်ပြီးကိုယ့်ရဲ့ဖြူစင်မှုကိုကာကွယ်နိုင်ခဲ့ပါတယ်။မမဆန်စီမှာ၃ရက်၃မိုးအဆက်မပြတ်ရိုက်ခံလိုက်ရပြီးနီလန်မရှိတော့တဲ့အဆုံးမှာတော့မီနီရက်ကွက်ကဩဇာရှိဆုံးမိမကိုသာခေါ်လိုက်ရပါတော့တယ်။ သူမျက်နှာပြရုံနဲ့ချော့ပြောလို့မရတဲ့ကောင်မလေးမရှိသလောက်ပါပဲမထင်မှတ်ပဲကံကူးအခန်းထဲဝင်လာပြီးစကားတစ်ခုမှမပြောဘဲမှောင်မိုက်နေတဲ့အခန်းတကားကိုအရင်ဖွင့်လိုက်ပြီးကောင်မလေးကိုနေအောင်ကြည်အပြည့်ဝခန်းစားခိုင်းလိုက်ပါတယ်အဲဒီနောက်မှာတော့သူ့ကိုရေတစ်ခွက်တိုက်လိုက်ပြီးကောင်မလေးရဲ့စိတ်ကိုအရင်ဖြေချအောင်ကြိုးစားခဲ့ပါတယ်သူဟာတစ်ဖက်မှာလည်းလက်ကားတန်ကြိုးကိုဖြေပေးနေပြီးတစ်ဖက်မှာလည်းတစ်ချိန်လုံးကကောင်မလေးတယောက်ထွက်ပြေးခဲ့ကအိမ်ပြန်ရောက်ပြီးနောက်နေမှာတော့သူ့မိသားစုကရှယ်ယွန်ပြီးကောင်မလေးကိုကြိုးဆဲချလိုက်ကြောင်းပြောပြနေခဲ့ပါတယ် ကန်ကူအားကုရကေရမဲနေတဲ့ကောင်မလေးကိုရွေးချယ်ချမ်းတစ်ခုပေးလိုက်ပါတယ်။အသက်ရှင်ပြီးပတ်စံကိုကောက်ကောက်မွန်မွန်ရှာမလား။ဒါမှမဟုတ်အစိတ်ခက်ပြီးအသေးပဲခံလိုက်မလား။အများစုကတော့တရားမှကြောက်ပြီးအသက်ရှင်တာကိုပဲရွေးချယ်လိုက်ပေမယ့်ကောင်မလေးကတော့စိတ်ဆုံးဖြတ်ပြီးသားဖြစ်ကတည်ရင်တော့ဒီလိုနေရာမျိုးမှာအသက်ဆက်မရှင်ကျင်တော့ကြောင်းပြောလာခဲ့ပါတယ်။မထင်မှတ်ပဲကန်ကူရဲ့ကြည့်တွေဟာပြောင်းလဲသွားခဲ့ကငွေတုံးကရောင်းစားခံလိုက်ရတဲ့သူ့ရဲ့ဖြစ်ကိုတွေးမိပြီးချက်ချင်းပဲငွေစေစာပြေကောင်မလေးကိုပြန်ရွေးထုတ်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ကိုရဲ့ငွေရင်းကြီးထွက်သွားတာကိုမြင်လိုက်ရတော့ဂန်ကူကိုခေါ်လာခဲ့တဲ့မမဆာဟာဒေါသတကြီးဖြစ်ထက်ချက်မကွာနောက်ကလိုက်ပြီးဆဲဆိုနေခဲ့ပေမယ့်ဂန်ကူဟာပြန်မပြောနားမထောင်သလိုနေခဲ့ပါရယ်မိုးဆိုဘူးတဲ့သူတွေကသူများအတွက်ထီမိုးပေးချင်ကြမြဲပဲဖြစ်ပါရယ်သူဒီလိုလုပ်လိုက်တာဟာလည်းအကြောင်းရင်းနောက်တစ်ခုရှိနေပါသေးတယ်ဂန်ကူဟာရက်ွက်သူကြီးအဖြစ်ရှေ့ပြိုင်ချင်နေတာဖြစ်ပြီးဒါဟာလည်းမိန်းကလေးတွေရဲ့လွတ်လပ်ခွင့်နဲ့ကိုပိုင်ရွေးချယ်ခွင့်ကိုရရှိစေဖို့ပဲဖြစ်ပါရယ်လူရည်ရဲ့စိတ်ကိုအနိုင်ယူဖို့အတွက်ဂန်ကူဟာမိနီရက်ကွက်မှာမင်္ဂလာပွဲကျင်းပဖို့ဆုံးဖြတ်လိုက်ပြီးတဲ့နောက်မှာတော့ လက်ဝဲလက်စားတွေနဲ့မိနီရက်ွက်ကလူကောင်းလူမွန်ကိုရှာပြီးလက်ထပ်ဖို့အတွက်လာတောင်းရံမှာတော့တယ်။ဒါပေမဲ့ကောင်းလင်းမိဘတွေဘက်ကအလွန်ပင်တုတ်ဆိုင်နေခဲ့ပါတယ်။ပြည်သစားဖြစ်မွေးလာတဲ့သမီးတယောက်ကိုချွေးမသာတော်ရင်ပတ်ဝန်းကျင်တွေကြောင့်မကောင်းစရာတွေဖြစ်တဲ့အကြောင်းကိုတွေးနေခဲ့ပါတယ်။ဒါပေမဲ့ကန်ကူကအတင်းအဓမ္မမတောင်းဆိုပဲပစ္စည်းကိုကောက်ယူပြီးချက်ချင်းလဲထွက်ခဲ့ပါတယ်။သူအနေနဲ့ပြည်သစားရဲ့ကလေးတယောက်ဖြစ်ရတာဟာရှက်စရာမဟုတ်ကြောင်းတွေးထားတာပဲဖြစ်ပါတယ်။မထင်မှတ်ပဲငွေပမာဏကိုကြည့်ပြီးတစ်ဖက်ကမိဘဟာလည်းဒီမင်္ဂလာပွဲကိုလက်ခံလိုက်ပါတော့တယ်။ နောက်နေမှာတော့မီနီရက်ကွာမှာခန်းထားတဲ့မင်္ဂလာပွဲကြီးကျင်းပပါတော့တယ်။အဲ့ဒီခန်းထားတဲ့မင်္ဂလာပွဲဟာလေအောက်ခြေလူတန်းစာဖြစ်တဲ့ပြည်တစားရဲ့မျောလင်းချက်လန်စာကိုဖောက်ထွင်းပေးလိုက်တာပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့ရွေးကောက်ပွဲ final result ထွက်လာခဲ့ပြီးဂန်ကူဟာလည်းရက်ကွက်သူကြီးဖြစ်လာခဲ့ပါတယ်။ဆက်ရှင်နှစ်ခရေကမီနီရက်ကွက်စီကိုရောင်းစားခံနိုင်ရတဲ့သူအနေနဲ့တော့မိဘတွေနဲ့ပြန်လည်ဆုံစည်းဖို့တရားမြင်မှုနဲ့ကြော်ကြားမှုကိုစောင့်မျှော်နေကြတာပဲဖြစ်ပါတယ်။ဂန်ကူဟာတုံရင်စွာဖြင့်ဆက်နှစ်နဲ့တိုင်အောင်တခါမှမဆက်သွယ်ဘူးတဲ့မိဘစီကိုဖုန်းဆက်လိုက်ပါတယ်။ ဒါပေမဲ့တိုးတန်ကြတဲ့အခါမှာတော့မိခင်ဖြစ်သူရဲ့လေသာဟာ80အဆက်ဖြစ်နေခဲ့ပါတယ်။ဖခင်ဖြစ်သူဟာဆုံးပါသွားခဲ့ပြီးမိခင်ဟာလည်းနောက်အိမ်အောင်ကျသွားခဲ့ပါတယ်။ပြန်မရောက်နိုင်တော့တဲ့12နှစ်သားအချိန်မှာလည်းဂန်ကူဟာဆွေမျိုးမဲတစ်ယောက်တည်းဖြစ်သွားခဲ့ပါတယ်။သူမွေးဖွားလာခဲ့ရတာလည်းဒီရဲ့ချစ်ချင်းမြတ်တာတွေကိုရဖို့အတွက်မဟုတ်ခဲ့သလိုပါပဲ။သူဟာကလေးလိုချင်တဲ့ပြည်ထစာမကိုကလေးမွေးထုတ်ပေးခဲ့ပြီးတည်သွားပြီးကြံရည်ခဲ့တဲ့သူတွေအတွက်လည်းတစ်ချိန်လုံးထောက်ပံ့ပေးနေခဲ့ပါတယ်။ပြည်ထစာဟာလည်းဂန်ကူရဲ့မိသားစုတွေလိုပါပဲ။ ဒါပေမဲ့မီနီရက်ကွက်ကမြေကွက်တချို့ကိုစီးပွားရေးဆောင်တစ်ခုစောက်ဖို့လုပ်ငန်းရှင်တွေကမျက်စိကျနေခဲ့တဲ့အခါမှာတော့အနီးနားကကြောင်းနေပူပေါင်းပြီးမီနီရက်ကွက်ကကလေးတွေကိုအရင်မောင်းထုတ်လိုက်ဖို့ကြံစည်နေခဲ့ပါတယ်။ဂန်ကူကပတ်စံအုပ်လိုက်ကိုကြောင်းအချီစီယူသွားခဲ့ပြီးကလေးတွေကိုသာပြန်ခေါ်ထားနိုင်ရင်ပတ်စံဘလောင်းနေနေကိစ္စမရှိကြောင်းပြောလာခဲ့ပါတယ်။ကြောင်းအကြီးဘက်ကခဏတာသဘောတူလက်ခံလိုက်ပေမယ့်နောက်ရမှာကလေးတွေကြောင်းကပြန်လာတော့ဒဏ်ရာတစ်ချက်တွေနဲ့ဖြစ်နေခဲ့ပါတယ်။သူဟာတိမခန့်နိုင်တော့တဲ့အဆုံးမီဒီယာကိုခေါ်ပြီးတရားမျှတမှုကိုတောင်းဆိုပါတော့တယ်။ ကန်ကူအားဂျာနယ်မဂဇင်းတွေမှာပါလာပေမယ့်မီနီရက်ကွက်ကမိန်ကလေးတယောက်ရဲ့အခြေအနေကိုဂယူမဆိုင်တဲ့သူကတော့နေပါတယ်။ပုံမထျောက်စီဖို့အတွက်ကန်ကူအားမိုဘိုင်းရဲ့စီမင်းပေါ်သာဖြန့်ဆိုလိုက်ရပါတော့တယ်။ဒါပေမဲ့သူဟာတရင်တော့ကြိုတင်ပြင်ဆင်ထားတဲ့စာမှုကိုဆုတ်ဖြေလိုက်ပါတယ်။ကန်ကူအားဇညွန်အတိုင်းမပြောချင်ပေစိတ်ထဲအရှိတိုင်းပြောချင်တာကြောင့်ပဲဖြစ်ပါတယ်။မထေမပဲသူရဲ့ပထမစကားတခွန်အကြာမှာတီလာရှင်တပါထောသားထွက်ကထထွက်သွားပါတော့တယ်။သူဟာမီနီရက်ွက်ကိုတရားဝင်ရက်ွက်အဖြစ်သတ်မှတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ ဒါမှလည်းရာဇဝတ်မှုတွေရောကြစီမှာဖြစ်ပြီးသူရဲ့ညီကိုမောင်နှမနဲ့တားဆင်မြေဆက်တွေကိုကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။သူတို့ဟာဘယ်ဧည့်သည်ကိုမှခွဲခြားမဆက်ဆံပေမယ့်အဲ့ဒီဧည့်သည်တွေတကားဝါကနေထွက်သွားပြီးတဲ့နောက်မှာတော့သူတို့ကိုအထင်သေးတဲ့အကြီးတွေနဲ့ကြီးကြပြီးသူတို့ရဲ့ကလေးတွေကိုပါចောင်းကားနေနှင်ထုတ်ခဲ့ပါသေးတယ်။ဒါဆိုရင်ကျမတို့ရဲ့ကလေးရောပညာသင်ယူပိုင်ခွင့်မရှိဘူးလား။ကျမတို့ရဲ့ကလေးနဲ့ခမားတို့ရဲ့ကလေးတွေကအိန္ဒိယနိုင်ငံရဲ့နောင်လာနောင်သားမျိုးဆက်တွေလေးတွေပဲမဟုတ်ဘူးလား။ကန်ကူရဲ့မှန်ကန်သောမိကုံတွေကအားလုံးရဲ့ထောက်ခံမှုကိုရရှိခဲ့ပါတယ်။ ကြခင်မှာပဲနိုင်ငံရေးသမားတယောက်ဟာဂန်ကူရဲ့ကြော်ကြားမှုနဲ့သူ့ကိုကူညီထောက်ပံ့ပေးဖို့လာရောက်ကူညီတောင်းခဲ့ပြီးအလဲအလှယ်အနေနဲ့သူဟာကန်ကူကိုဝင်းကြီးကျုံနဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဒါဟာလေမီနီရက်ွက်ရဲ့အခက်ခဲတွေကိုဖြေရှင်းဖို့အကောင်းဆုံးနည်းလမ်းဖြစ်တဲ့အတွက်ကြောင့်သူဟာခက်ပြုံပြုံနဲ့ထိုအလဲအလှယ်ကိုလက်ခံလိုက်ပါတယ်။အဲနောက်သူ့စိတ်အတိုင်းဝင်းကြီးကျုံနဲ့တွေ့လိုက်ရပါတော့တယ်။အပြင်ဘက်ဟာစိတ်ငြိမ်လည်ငြိမ်ပုံစံဖြစ်နေပေမဲ့စိတ်ထဲမှာတော့ရောက်ရခံနေခဲ့ပြီးမီနီရက်ွက်ကိုတရားဝင်ရက်ွက်ဖြစ်ခွင့်ပေးဖို့အတွက်ဝင်းကြီးကျုံကိုတောင်းဆိုနေခဲ့ပါသေးတယ်။ အဲ့ဒီရဲ့ပြည်တန်စာတွေဟာမိနစ်ရက်ွက်စီတို့ရောင်းစားခံခဲ့ရပါပဲ။စေယုံဆန်ရှင်လူတွေအားလုံးဟာသူတို့ကိုယွန်းချဆက်ဆုံနေပြီးဝင်ခွင့်မပေးခဲ့တဲ့အပြင်သူတို့ကိုရောင်းစားခဲ့တဲ့ရာဇဝတ်သားတွေကတော့လူကင်းချမ်းသာခွင့်ခံစားနေရပါတယ်။ဒါပေမဲ့ဘလောက်အောက်ခြေခံလူဒန်းစားပဲအနေနဲ့သူတို့ကိုလည်းမြင်သာနားလည်တင်ပါတယ်။မထင်မှတ်ပဲဂန်ကူရဲ့ပြောကြားချက်စိတ်ရင်းအမှန်ကိုကြည်ကဝင်းကြီးချုပ်ဟာလည်းကိုချင်းစာသွားခဲ့ပြီးသူ့ရဲ့တောင်းဆိုချက်ကိုအထက်လူကြီးစီတင်ပြဖို့လက်ခံလိုက်ပါတယ်။ သူဟာမီနီရက်ကွက်ကိုတဖန်ပြန်ရောက်လာတဲ့အခါမှာတော့တရင်ချားတိလိုက်ရတဲ့မီနီရက်ကွက်ကလူအကုန်လုံးစုပြုံဝိုင်းဝန်းပြီးကျူဆူနေခဲ့ပါတယ်။မိုးကောင်းကင်တွေကလည်းနှင်းဖြူကဲတို့လွင်းစင်နေရတာကလည်းသူတို့ရင်ဘတ်ထဲကပြင်မာကိုကျူဆူဖို့ပဲဖြစ်ပါတယ်။ဂန်ကူဟာသူတယောက်တည်းအဖြစ်ပြည်သက်စာမာလီတွေရဲ့အခက်အခဲကိုပြည်သူတွေသိအောင်ချပြခဲ့ပြီးခလေးတွေကိုလည်းအကာအကွယ်ပေးခဲ့ပါတယ်။